အားလုံးပဲမင်္ဂလာပါရှင်ဟဲ့လာပါ Ricky Five Principle Guided Meditation တွေကိုမတူတကွာလုံဆောင်ကြပါမယ်အခုလို meditation တွေကိုလုံဆောင်ဖို့အတွက် EC စိတ်ညစ်တဲ့နေရာလေးတစ်ခုကိုရှာဖွေလိုက်မယ်ပြီးလို့ရှိရင်ခြေထောက်လေးကိုစမ်းချင်မှာခြေဖောနှစ်ဖက်ကိုကြည့်ပြီးတော့ထိုင်ထားလို့လည်းရတယ်ဒါမှထိုင်နိုင်တဲ့သူတွေက အဲ့ရမှာလဲလျောင်ပြီးတော့ခြေနှစ်ဖက်လုံးကိုစမ်းတဲ့အနေအထားလေးနဲ့နေပြီးပါနော်ဒီ Ricky Five Principle ကဒေါက်တာဦးစွေကနေပြီးတော့ဒီလူတွေကိုတက်တော့ဖို့အတွက်ပေးထားခဲ့တဲ့ Five Principle ကချက်ဖြစ်ပါတယ်ဒီ Ricky Five Principle မှာဆက်ကပါရီလဲဆိုလို့ရှိရင်ဒီနေ့တနေ့အတာအတွက် ်ဘောတ်ပတ်ချင်မရှိစေရဒီနေ့တနေ့တာအတွက်စိတ်ပူပန်ခြင်းမရှိစေရဒီနေ့တနေ့တာအတွက်ကျေးဇူးတရားတွေကိုစောင့်သိပါမယ်ဒီနေ့တနေ့တာအတွက်ကိုလုဆရာရှိတဲ့လုပ်ငန်းဆောင်တာတွေကိုယူသားဖြောင်းမှန်စွာလုပ်ဆောင်ပါမယ်ဒီနေ့တနေ့တာအတွက်ပြင်းပြင်းချင်းနေအားလုံးတရှိတဲ့တော်ရီပေါ်မှာချစ်ခင်ကြလားဆိုဆက်ဆက်ပါမယ် ဒါကတော့ Ricky 5 principle အခြေခံ၅ချက်ဖြစ်ပါတယ်။ဒီနေ့တစ်နေ့အတွက်ကိုကတော့မှတ်ဖတ်တော့ဆိုလို့ရှိရင်ကိုစက်ကလေးကလည်းအေးချမ်းနေမယ်။ဒီတော့တာဟာဆိုလို့ရှိရင်ဘာရီယုဖြစ်စေလဲ။ဒီတော့တာဟာကိုရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကောင်းမွန်တဲ့ energy ပတ်တန်နဲ့ chakra စီစဲမှုတွေကို block ဖြစ်စေတယ်။အဲ့တော့ဒီကိုယ့်ရဲ့ energy ကောင်းမွန်မှုတွေကိုအနှောက်အယှက်ဖြစ်စေတယ်။အဲ့ဒါကြောင့်ကိုယ့်ရဲ့ chakra တွေကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက်ခုခန္ဓာကိုယ်ထဲကနေဘောဓာကိုတနည်းတာဖယ်ထုတ်လိုက်ကြမယ်။ဒေါသကိုဖယ်ထုတ်လိုက်တဲ့အချိန်မှာ ိုစိတ်ကလေးကလည်းအေးချမ်းနေမယ်ငြိမ်းချမ်းလာမယ်အဲ့တော့အဲ့လိုစိတ်ကလေးဖြစ်ဖို့အတွက်ဒေါသကိုယ့်ရဲ့ခန္ဓာကိုယ်မှာပျော်ရွှင်မှုတွေကိုပိတ်ကွယ်ထားတယ်ဒီဒေါသကိုခေထုတ်လိုက်ကြပါမယ်ရှင်အဲ့လိုမျိုးတရက်တရက်ကနေတစ်ပြေးပြေးနဲ့ကိုယ့်ရဲ့ဘဝတသက်တာမှာဒီဒေါသတွေကိုတစ်ပြေးပြေးဖိထုတ်တာတွေ ကျင့်သုံးလာခြင်းအဖြစ်ကိုယ်စိတ်နေရာလည်းတည်ငြိမ်လာပါမယ်။ယေဒါဆိုလို့ရှိရင်ကိုယ်ရဲ့စိတ်ကလေးဟာဒေါသတွေကင်းစင်ပြီးတော့အေးချမ်းနေပါပြီ။ကောင်းမွန်တဲ့အေးချမ်းတဲ့ energy ကလေးကိုရရှိနေပါပြီ။ဆိုပြီးတော့ပြင်းပြုံးလေးနဲ့လေလေးကိုရှုသွင်းရှုထုတ်လေး ခုဆိုလို့ရှိရင်ကိုစက်ကလေးကိုတနေရာမှာဆူစည်းလိုက်မယ်။ခြေဖျားလေးတွေလှုပ်ကြည့်မယ်။လက်ဖျားလေးတွေကိုလှုပ်ကြည့်မယ်။ဒီဖြည်းဖြည်းလှုပ်ကြည့်ပြီးရင်ကိုကောင်းကနေခြေဆုံးမတော်လေးတွေကြည့်ရောဝါရလေးတွေကိုကြည့်လိုက်မယ်။အလားဆုံးပြောပြီးတော့ညလုံးလေးကိုဖွင့်လိုက်မယ်။ ချင်းဆက်ရှင်လေးမှာပါဝင်ကူညီပေးကြတဲ့ဆရာသခင်နဲ့အင်ဂျင်နီကိုကျေးဇူးတင်ပါမယ်။လက်အောက်လေးချီလိုက်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Arigato. Okay. Meditation session နေ့ပြီးဆုံးပါပြီရှင်။အားလုံးရှင်လေးတောက်ပြီးတော့အနာယူနေပါတယ်။ကိုယ့်ရဲ့ထူးခြားတဲ့ဖြစ်စဉ်လေးတွေကိုလည်းဆောင်းတော့အောင်ပါ။တရက်တရက်ချင်းစီချာရေးပြီးတော့တုတ်ပြလာမှုလေးကိုဆောင်းကြည့်